ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။တနင်္လာသားသမီးများနှစ်စန်းတရက်နေ့မှာပြုလုပ်ရမယ်ခေါင်းစည်းမင်္ဂလာကျေးဇူးအကြောင်းအရာကိုပြောပြပြီးမှာဖြစ်ပါတယ်နော်။အဘဆရာကြီးမင်းသင်ကရှိစဉ်တုန်းကကျမတို့အယူတော်မင်္ဂလာချမ်းနှစ်စဉ်နှစ်တိုင်းပြုလုပ်ပြီးလျက်ရှိတဲ့ခေါင်းစည်းမင်္ဂလာကျေးဇူးကြီးကိုအစဉ်လာမပြတ်ပြုလုပ်ပြီးလျက်ရှိပါတယ်။အဲ့တော့ကျမမိတ်ဆွေများက ကိုယ်တိုင်ကိုကြမိမိတို့အိမ်မှာပြုတ်လုံနိုင်အောင်လို့ကျမကနေပြီးတော့မှအဖမင်းသိမ့်ခါရဲ့အင်မတန်အစွမ်းထက်မြက်တဲ့ခေါင်းစည်းမင်္ဂလာရေရရာအကြောင်းအရာကိုအခုပြောပြပေးမှာဖြစ်ပါတယ်ဒီရေရရာကကျမတို့ရဲ့ရှေ့မြမှာဘယင်လက်ထက်တုန်းကတော်ဝင်မိဖုရားကြီးအစင်လာမပြက်ပြုတ်လုံလာခဲ့တဲ့ရေရရာနီလန်းကောင်းလေးတစ်ခုဖြစ်ပါတယ် ယနေ့ထိတိုင်အောင်ပဲပြုလုပ်လျက်ရှိပါတယ်။တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အခါမှာမင်းမင်းလောင်းပေါ်ပေါက်လာတဲ့အခါမှာဘီမင်းမြတ်ဒီလက်ကင်ထားအသုံးပြုခဲ့တဲ့ရင်းနေရာတစ်ခုဆိုလဲမှမားပါအောင်။ကျမတို့အခုကာလမှာကျမတို့ရဲ့မြန်မာနိုင်ငံအတွင်းမှာခုနှစ်ရက်သားသမီးများ ဘေးဒုက္ခကြောက်ရောက်နေတဲ့အချိန်အခါမှာနှိဟောင်းကအညစ်အကြေးတွေနှိဟောင်းကကံတရားတွေနှစ်တစ်ကိုမပါသွားရလေအောင်เนาะနှိဟောင်းမှာပဲကြံခဲ့ပြီးတော့မှနှစ်တစ်နှစ်တစ်မှာစိတ်တစ်လူတစ်နဲ့ကံကောင်းမွန်ကောင်းမွန်တဲ့ကံတရားတွေပိုင်ဆိုင်ရရှိဖို့အတွက်ရည်ရွယ်ပြီးတော့မှပြုလုပ်ရတဲ့ရည်ရည်တစ်ခုဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးများကဆိုရင် မိမိတို့ရဲ့တေစားရက်ကိုမျက်နှာမူပေးရမှာဖြစ်ပါတယ်။ခေါင်းစည်းမင်္ဂလာပြုလုပ်တဲ့အခါမှာမိမိတို့ရဲ့တေစားအရက်အနောက်မြောက်တောင်ရက်ကိုမျက်နှာမူပေးရမှာဖြစ်ပါတယ်နော်။တနင်္လာသားကြီးများကမိမိတို့ရဲ့တနင်္လာရက်ကိုမျက်နှာမူပြီးွားပြီးတေစားရက်ကိုမျက်နှာမူပြီးွားပြီးဆိုလို့ရှိရင်ဘယ်ခြေတော့မှရွက်လာပန်းကိုနေမီတော့မှ ညာခြေတော့မှာပောက်ပန်းဖြူငါးညွတ်ငါးခက်ကိုနင်းထားပြရမှာဖြစ်ပါတယ်။ကလက်လေးထဲမှာစပယ်ညွတ်လေးသုံးညွတ်ထည့်ထားပြီးတော့မှတယောကမွန်သည်ရည်တန်တန်လေးထဲမှာရွှေဆိုင်လေးတစ်ခုထည့်ထားမယ်။နွားနုလေးမွေးပလားနဲ့တစ်ခွက်လိုအပ်ပါတယ်။အဲ့တော့ဒါတွေအပြင်ဆင်ပြီးွားပြီဆိုလို့ရှိရင်တော့ ိမိတို့နှစ်ဆန်းတရက်နေ့မှာတနင်္လာသားသမီးများတေစားရက်ကိုမျက်နှာမူပါတယောကမုန်းသီးနဲ့ခေါင်းကိုအရင်ဦးဆုံးဆေးပါလျှော်ပါကြော်ကမုန်းပြီးွားပြီဆိုရင် ကျမတို့ရေတန့်လေးဖလားလေးထဲမှာရွှေဆိုင်လေးတစ်ခုထည့်ထားတာလေးကိုလောင်းပေးပါဥကောင်းပေါ့ပြီးသွားပြီဆိုရင် ကျမတို့နွားနူလေးကိုလည်းဆေးချပေးရမှာဖြစ်ပါတယ်အလုံးစုံ၃မျိုးလုံးပြီးွားပြီဆိုရင်တော့ကလက်ပန်းလေးထဲမှာ စပယ်ညွန့်လေးသုံးညွန့်ထည့်ထားတဲ့ကလက်ပန်းလေးကိုမိမိတို့ရဲ့ဥကောင်းမှာတတ်ချပေးပါတတ်ချပြီးပြီဆိုပြီးဆိုပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ဒီစပယ်ညွန့်လေးသုံးညွန့်မိမိတို့ရဲ့ဥကောင်းကိုအချက်ရီ၃၄၅ချက်လောက်ရိုက်ပေးပါနော်မိမိတို့ရဲ့အညွန့်ပန်းလေးဖြစ်ပါတယ်ကဲရိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ခေါင်းစေးမင်္ဂလာကိုပြီးမြောက်ပြီးဆုံးသွားပါပြီပြီးဆုံးသွားတဲ့အခါမှာမိမိတို့ရဲ့လင်မန်းထဲမှာရှိတဲ့ ဒီတယောကမုန်းရေတွေရွှေရေရွှေရေတွေနွားနို့အရေတွေအကုန်လုံးကိုကြွကြွလေးထဲမှာတိတန်လေးထည့်ပြီးတော့မှမိမိတို့ရဲ့ဂဟပတိအရက်မှာတွားရောက်ထားပြီးထားမှာဖြစ်ပါတယ်ဂဟပတိအရက်ကဆိုရင်တနင်္လာသမီးရဲ့တနင်္လာသားသမီးရဲ့အနောက်ရက်ကြပါတယ်เนาะအနောက်ရက်မှာတစ်ပင်ချင်းနာမှာတွားထားပြီးရမှာဖြစ်ပါတယ်အဲ့တော့ မိမိတို့ခြေထောက်အောက်မှာထားတဲ့အရွက်တွေကိုကြတော့တိတန့်ကျွတ်ကျွတ်လေးနဲ့မိမိတို့လက်နဲ့မကင်ဘဲနဲ့ညှက်လေးနဲ့ဖြစ်ဖြစ်ကင်ပြီးတော့ထည့်ပေးပါကျွတ်ကျွတ်တဲ့ကိုထည့်ပြီးသွားပြီဆိုရင်မိမိတို့ရဲ့ဘုံမိအရက်နော်ဘုံမိအရက်ဖြစ်တဲ့ပိရိဝါယအာယုနဂါရဘုံမိအနောက်တောင်တောက်အရက်မှာတွားရောက်ပြီးတော့စွန့်ပစ်ပြီးရမှာဖြစ်ပါတယ်ဒီနေရာမှာတစ်ချက်လို့တာကခေါင်းစည်းမင်္ဂလာမိမိကိုယ်တိုင်ခေါင်းစည်းတဲ့အခါမှာ မကောင်းတော့အညံ့နေမကောင်းတဲ့ဂျူစည်းဂျူနေနေမကောင်းတော့ယောဂဝေဒနာတွေဒီတစ်နှစ်လုံးမှာတွေ့ကြုံရတဲ့တောကတွေဒုက္ခတွေဟာပိန်းကြာဖက်ပေါ်မှာရေးမတင်ကြတူကင်းစင်ပပျောက်သွားပါစီလို့မိမိစိတ်ထဲကနေပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်ပြောပေးရမှာဖြစ်ပါတယ်เนาะခေါင်းစည်းတဲ့အခါမှာဒါလေးကအဓိကလိုအပ်ပါတယ်เนาะကဲအခုသနင်းလာသားသမီးပြုလို့ ရမယ်ခေါင်းစည်းရေဒီယာကြီးကိုမိမိတို့နှစ်ဆန်းတည်းရဲ့နေမှာပြုတ်လုပြီးွားတဲ့တက္ကလာမှာစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒဒီလဲပြည့်ဝနိုင်ကြပါစေရှင်